ိုအားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့ပေါ့ပါပါ မတန်ဆွမ်းသူများစကားအစီအစဉ်မှာကျွန်တော်မတန်ဆွမ်းဘဝသူအမတယောက်ကိုတက်မှန်ပြီးတော့ဖိတ်ခေါ်ထားပါတယ်တော်တော်လက်ရှိမှာလဲသူဘဝရက်တီအလောက်ကိုင်းတစ်ခုနဲ့ပေါ့နော်သူဘဝကိုသူရက်တီနေနိုင်တဲ့အမတယောက်ပဲဖြစ်ပါတယ်အဲဒါနဲ့ပတ်သက်ပြီးတော့သူစူးစားခဲ့ရတဲ့အချိန်လေးသူဖြတ်တန်းခဲ့ရတဲ့ပုံစံတွေကိုအဲသူရဲ့ ကျူသားပုံလေးတွေကိုနောက်မှတက်လာတဲ့မတန်ဆန်းသူတွေပေါ့နော်။တန်ဆန်းလူငယ်တွေအတူယူစရာလေးတွေလည်းဖြစ်အောင်ကျွန်တော်တည်စင်တာလေးလည်းမေးသွားမှဖြစ်ပါတယ်။အမအေးမင်္ဂလာပါဗျ။မင်္ဂလာပါ။အော်ဟုတ်အမအနာမည်လေးတစ်ချက်လောက်မေးဆက်ပေးပါဗျ။အမနာမည်ကတော့ဝဝေမဝဝေစံဖြစ်ပါတယ်။ဟုတ်အမအနီရဲ့လိပ်စာရောအမကတောင်ဝူပါ โอเคอําน่ะอะลีอําน่ะဒီဒီလိုမျိုးအချိန်နေပေါ့အခုဆိုတော့ကျွန်မကိုယ်တိုင်လည်းစက်တွေပါလို့ချုပ်နေရလေအမအဲ့လိုမျိုးဟုတ်ဟုတ်ကဲ့ပါအဲ့အဲ့လိုမျိုးစက်ချုပ်ဖို့တော့အမဘယ်လိုမျိုးစိတ်ကူရပါလဲဒီအဒီအလုံးလုံးဖို့တော့ပေါ့နော်ကျွန်တော်ဥမကန်စန်းသူတွေတော့ဥနာကျောက်ကြတယ်လीမလုံရဲကြအောင်ဟုတ်ဘယ်အလုံးပဲဖြစ်ဖြစ်ပေါ့ မဘယ်လိုမျိုးစိတ်ကူးရပါလဲဆိုတော့ဒီဆက်ချုပ်ဆိုတာလည်းအမဆက်ချုပ်ကမစိမ့်ဘူးလေအရင်နေ့ကဆက်ကဘယ်လိုမျိုးကောင်းနင်းမှုတယ်ဆက်ကဟိုနင်းနင်းမှုတယ်ပေါ့နော်ဒီလိုဆိုအာနဲ့ဒီမတန်ဆွမ်းတင်တဲ့အကြောင်းကြီးရှိရဲဆက်ချုပ်တင်တဲ့အကြောင်းကြီးရှိရဲဆိုကိုဘွားအဲအမကိုဘွားရဲ့ပေါ့နော်ဟိုဘယ်လိုရက်တည်မှုပေါ့နော် โอเคဟုတ်ကဲ့အမဘွားရဲ့အဲတောင်းမွေးတင်တဲ့အကြောင်းပေါ့နော်ဟုတ်ကဲ့အဲကိုဘွားမှာအဲနောက်တစ်ချိန်ကြားလို့ရှိရင်ကိုမှာပေါ့နော်ဟိုမိဘတွေမရှိရတဲ့ခါကျရင်ကိုတရားဖေးရက်တည်နိုင်အောင်ဆိုရယ်ကိုရဲ့တက်မွေးတဲ့ဉာဏ်ကြောင့်လက်မှုပညာလေးတခုတက်ထားရင်ကိုရဲ့ဟိုဘောနောကိုဘဝအတွက်လှုပ်ရှားလို့ရတယ်ပြီးတော့ကိုပညာလေးကိုလည်းပြန်ပြီးတော့ကိုမတန်ဆွမ်းရှင်းရှင်းနေဆိုရင်လည်းပြန်မျှဝေလို့ရတယ်ဆိုရယ် ဘောနဲ့ပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့ဒါတကယ်တာမှာဟုတ်ကဲ့အရင်ကောင်းနေစိတ်ဘူးပေါ့ဟုတ်ကဲ့အမအဲ့လိုမျိုးလေးတင်တယ်နေပါပြီတက်တဲ့အချိန်ကဟောအမအမအတွက်အခက်ခဲတွေရှိလားဗျအင်းအခက်ခဲရရှိတာပေါ့ကိုကတခါမှလည်းအပြင်လောကကိုမသွားဘူးမလားဘူးလေအိမ်ထဲမှာပဲပေါ့နော်ဟုတ်ကဲ့အဲ့အိမ်ထဲမှာပဲနေခဲ့ရတဲ့အချိန်တွေအများကြီးဆိုတော့အဲ မသွားဘူးမလာဘူးပြီးတော့လေကိုကအကြတော့ဟိုထွက်ဖို့ပါအကြတော့တရားထွက်မယ်တော့အိမ်ရလူတွေကကြတော့လေဖြစ်ပါမလားပေါ့ဟုတ်ဖြစ်ပါမလားသွားလို့ဟုတ်ကောဟုတ်လို့လာပေါ့တင်တန်းကြောင့်ရှိရဲဆိုအေးလူကြီးရေဆိုလည်းမသိဘူးပေါ့တော့အမေတို့ဘယ်လိုလုပ်ရလဲမိုင်းရလဲဟုတ်ပါမလားဘာလာလဲသူကတော့လူကြီးပြောခဲ့ရပေါ့အဲ့ဒီမသိနိုင်ဘူးပေါ့နောက်ကြတော့ကိုကလည်းဟမ်တက်မယ်ပေါ့ဆိုပေါ့အမကလည်းဟုတ်ကဲ့ ဟောနော်မိကတွေမရှိရတဲ့အချိန်ကျရင်ကိုဒီအတတ်ပညာလေးရတော့တက်ထားမှာပေါ့ဒါနဲ့အမအစစ်ဆက်တိုးပြီးတော့အဲအမသွားပြီးတက်ခဲ့လိုက်အိမ်ကအမတို့ရောင်မတွေတိုက်ဖို့ခိုင်းနေပေါ့နော်ဟုတ်ကဲ့သူလည်းလိုက်တိုက်ဖို့ခိုင်းနေဟုတ်ကဲ့တိုက်ဖို့တိုက်ဖို့ခိုင်းပြီးတော့အမဟိုရောက်တော့တင်နန်းရောက်တော့အမဘဝသူမတန်ဆွမ်းနေကိုလည်းဘဝသူကိုတက်ဆိုးတာတွေလည်းရှိရယ်ကိုတက် ဟိုဘောနောဟုတ်တဲ့သာသာကြီးပဲရှိရပါတော့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုတွေ့တဲ့တွေ့ရောကိုကအော်အစောပိုင်းကတော့ကြောက်တယ်ပေါ့။နောက်ပိုင်းကျတော့ဟိုမှာကျတော့ပုံပေါ်ကတွေ့တယ်တွေ့တယ်တွေ့ရောအဲကျတော့ကိုကအားတော့ရှိလာတယ်ပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။တော့အလိမတင်နမ်းမှာပေါ့ဟိုအနေနဲ့ရရက်ကလည်းကိုနဲ့ဝေးရက်နေရာလေးရောအကုန်လုံးကလာတတ်ကြတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။သူတို့ကမှဝေးရက်နေပြီလာကြတယ်ပေါ့။တတ်ကြတယ်ဆိုရင် ပြီးတော့လည်းဒင်းနှန်းကြောင်ရောက်တော့လည်းဆရာဆရာမရာကိုတွေကိုနွေးနွေးထွေးထွေးနဲ့အဆဆရရပေါ်လို့လေးသိမရှိသင်ကြားပေးရဲ့အဲဆရာမရာလည်းသင်ကြားပေးရဲ့ကိုတွေကိုသိချာပေါ်တော့အဲ့တော့ကိုရီးယားအားမငယ်တော့ဘောနော်ဟုတ်ကဲ့ဟုတ်ပြီပေါ့စိတ်တက်ခွန်အားကြီးလည်းဖြစ်လာတယ်ဒင်းနှန်းရောက်တော့ဟိုကိုရဲ့ဟိုဘယ်လိုကောင်းလဲဆိုတော့အဲ့ဒင်းနှန်းရောက်တော့ဟို ပေါ်တော့ကိုယ်မြင်ဆရာတင်ဆရာကြားဆရာအကုန်လုံးဆရာရအကုန်လုံးတင်ကြားပေးတယ်။အဲဒါကြောင့်ကိုယ့်ရဲ့ဘဝဒီနေလည်းတွေ့တဲ့အခါကျတော့ငယ်ကိုကအမှမျက်စိပွင့်လာပွင့်တယ်ဘူးနော်။အဲအချိန်မှာစိတ်တက်ခွန်အားကြီးလည်းဖြစ်တယ်။အဲစိတ်တက်ခွန်အားဖြစ်တဲ့ကိုပြောရဲဆိုရဲလာတယ်။နေမှုတိုင်းမှုတွေပေါ့နော်။ကိုအရင်ကနေခဲ့တာတွေမှာမသိငယ်တော့ဘူးပေါ့နော်။ဟုတ်ကဲ့ဘဝဒီနေဘဝဒီနေတွေ့တဲ့အချိန်မှာဒါသိငယ်စိတ်လည်းမရှိတော့ဘူးပေါ့အချိန်မှာ။ ကိုကရေးရဝုန်းပြီးတော့အဲ့ဒီနေ့ရောက်တော့ဟိုစကားတွေပါလေဆရာတွေနဲ့ဆရာမတွေနဲ့အဲ့လိုမျိုးမော်နီတော့ရေးပါလေပြောရတဲ့အချိန်တွေပါလေမှာဆိုရင်ကိုကအကြလို့ရှိရင်ဆရာဆရာမတွေစကားနားထောင်နေအဲ့လိုအပြင်ကဆရာတွေလည်းလာပြီးတော့ပြောတာလို့ပါလို့ရှိရခါကြတော့ကိုကအကြလို့ရှိရင်ဆရာရဲ့စကားတွေနဲ့စိတ်တက်ခွန်အားတွေလည်းဖြစ်ပြီးတယ်အားကြောင့်မို့လို့ဟိုကိုကခွန်အားဖြစ်တယ်ပေါ့နော်ဟိုအားတက်သွားတယ်ပေါ့အဲ့ဒါကြောင့်မို့ကိုကရုံး ဟိုကတော့ဒီတင်တန်းနေကြလာမှာမတက်ဆင်ရတော့ပြမအခက်ခဲဆိုရတော့လူတိုင်းမှာရှိကြပါဘောကိုကပြီးတော့လဲသူများလို့မမတန်ဆွမ်းမှုကများရဲ့လေဟုတ်ကဲ့မတန်ဆွမ်းမှုကများတော့အော်ဒီကလုံလို့ရှင်ကိုဖြစ်ပါမလားဒါပါမလားတော့ဟိုလေးရောက်လေးရောက်ကောအမဖြစ်တယ်ဟိုငါဖြစ်အောင် လုပ်မယ်ဘောနော်မဖြစ်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိမယ်ဒီစိတ်ထဲနဲ့ကိုယ်စိတ်ကိုယ်ကိုတင်းနေအဲပြချလို့ရှင်ပြန်တွေးတစ်ခါမှပြန်တွေးပြန်ရင်လည်း ကိုကကြောက်စိတ်မရောက်သေးတော့ဘောနော်ဟိုလေးရအောင်ကိုအဆက်ဆက်ရအဆင်ပြေတော့ဘောဖြတ်တမ်းမှုတွေကတော့အများကြီးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုမှာအခက်တဲဆိုတာတော့ရှိရပါဘောနော်ဟုတ်ကဲ့ဖြတ်တမ်းမှုဖြတ်တမ်းမှုတွေကတော့အများကြီးရှိကြတာပေါ့အဲအဲ့တော့ဟိုလေးရောက်ပေါ့ဆရာကြီးဆရာမရဲ့နွေထွေးဆက်ဆံမှုရှိရကိုရဲ့ဘွားသူရဲ့နေပြီးတော့စိတ်တက်ခွန်အားဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်လိုပါအော်အမလေးဒီကူမတက်လာတဲ့မတန်ဆွဲလူငယ်ကြီးပေါ့နော်ကလေးကြီးအများကြီးတယ်ခု ဟိုမွေးရပါမတန်ဆန်းသူတွေရောနောက်ပြီးတော့အခုမှဖြစ်တဲ့မတန်ဆန်းသူတွေရောအမအတိတ်ကခေါ်အပ်ဖြစ်စေတဲ့ဇာတ်ကားလေးတစ်ခုနှစ်ခုလောက်ပြောပြပါအောင်ဗျသူတို့ရောဘယ်လိုမျိုးအားပေးရှင်လဲအမကအော်အပြေးရှင်ပါလေဘာလို့လဲဆိုတော့စိတ်ကြမကြဘူးပေါ့နော်ကိုယ့်ရဲ့ဘဝမှာဒီလိုဖြစ်လာရတော့ဒီလိုဖြစ်တယ်မဆိုပြီးတော့ဒီလိုရွေးနေတက်တက်လုံးမနေတော့ဘူးပေါ့နော် ဟုတ်ကဲ့မကြဘူးစိတ်ချခွန်ကကိုတက်နိုင်လဲညီနဲ့ပြန်ထားဟုတ်ဒါကကိုလုံနိုင်ရမယ်ငါမဖြစ်ဘူးဆိုတာမရှိဖြစ်အောင်လုပ်မယ်ဆိုရင်စိတ်ချကလေးနဲ့ပေါ့နော်ဟုတ်ဒီနန်းနေရှင်ဒီနန်းနေတက်ပါပြီးကြလို့ရှိရင်ဆရာကြီးဆရာမကြီးရဲ့ပြောတဲ့အခုရောက်လို့ရှိရင်စိတ်ချခွန်ကကိုဘဝသူကြီးနဲ့တွေ့မယ်တွေ့လို့ရှိရင်အမကိုမလုပ်ခဲနဲ့အိမ်ထဲမှာနေနေမဲ့အတူတူပေါ့နော်ဟုတ်ပါဘူးပေါ့နော်ဟိုငါဒီလိုပဲဖြစ်လာတာပဲဘယ်သူကတော့ဒီလိုမျိုးဖြစ်ရှင်ပါလဲပေါ့နော် ဟုတ်ကဲ့ဒီလိုမျိုးဒီလိုမျိုးဖြစ်သွားတာပဲငါဒီလိုဖြစ်နေတာကဘယ်ငါမဖြစ်ဘူးအိမ်ထဲမှာလူပဲငါတော့လူတော့မတော့နေရတော့မှာပဲဆိုတော့စိတ်ကမမွေးပဲနဲ့ဟောအဲ့ဒီလေးလာမှာမှတ်သားပါဘုန်းကြီးမှလည်းတက်လာတာရှိရယ်ပေါ့နော်အဲ့ဒါလေးတွေကြည့်ပါဘုဟုတ္တလေးပေါ့နော်သာဒီလေးဖတ်မယ်အဲဖုံးမှာတက်လာတယ်ဖုံးဆိုရင်လည်းဖုံးကြည့်ပြီးတော့ဒီလိုမျိုးမလုပ်ဘူးဖုံးမှာဆိုရင်လည်းဘ ഹു တုဒ္ဒရှိရာလေးတွေကြည့်ပေါ့နော်အဲတက်လာတဲ့ဟာလေးတွေ အဲ့ဒါလေးတို့ဖတ်တာဆရာဆရာမရေနဲ့တွေ့ရှိတ်ဆက်ပေါ့နော်ဟုတ်ကဲ့ကိုအဖွဲ့အစည်းတွေနဲ့ရှိတ်ဆက်သင်တန်းနေဆိုရင်လည်းတက်ပါတက်ပြီးလို့ရှိရင်အမှစိတ်တော်ငွားရုံဖြစ်ပါလိမ့်မယ်ကိုသင်တန်းကိုရဲ့ဘဝပေါ့နော်ဟိုလက်မှုပညာပေါ့နော်အတက်ပညာပေါ့နော်အဲ့ဒါလေးတော့တက်ထားပါဟုတ်ကဲ့ဟုတ်ကဲ့ကိုတက်နိုင်တစ်ပိုင်းတစ်နိုင်ပေါ့နော်တက်နိုင်နဲ့ဒါကြပါတော့အဲ့လိုမျိုးလေးတွေတက်ပါလို့စိတ်တမကြဘူးအားမလျှော့ပါနဲ့ပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့အခုနားရဟုတ်ကဲ့အခုလူမျိုးမရှိဘူးပေါ့နော်ဟုတ်ရှင်းပြရပဲရှိရပေါ့နော်အဲ့လိုမျိုးဟုတ်အခုလူမျိုးပြချပေးတာအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီအတန်ဖိုင်လေးကိုကျွန်တော်ပြန်ပြီးတော့အသုံးပြုမယ်နော်အမဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလူမလည်းဖြည့်ပေးရတဲ့အတွက်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့